MPPH နဲ့ ID ဒုတိယနေ့ပွဲစဉ်များခမန့်ချက်အဲ့ပထမဆုံး MPPH နဲ့ပဲစကြရတော့ TNC နဲ့ Omega TNC ကိုပိုကြိုက်တယ်ယာဝီဥဆောင်နေတင်းကပို့ပြီး active ဖြစ်နေတယ် Omega ကထင်သားတော့လည်းမဟုတ်ပါဘူးကျွန်တော် expectation တွေများနေလို့နေမှာပါရှေ့ကပွဲစဉ်တွေမှာကျွန်တော်ထင်သားတော့ကြီးဘာမှစမ်းဆောင်ပြနိုင်ခြင်းမရှိဘူးဗျအဲ့တော့ဒီပွဲစဉ်ကို TNC 2-1 ပရီတစ်လုပ်ပါရယ်ပြန်ပြပွဲတင်နေတဲ့ Twisted Mind Falcon PH အများကြီးပြောရမှာမရှိဘူးဗျ Falcon PH ဒီပွဲမှာ2-0နဲ့နိုင်လိမ့်မယ် Twisted Mind အနေနဲ့ဒီတပ်ပူကောင်းတဲ့ training နေလိုအပ်တာတော့မှန်ပဲဗျနောက်ဆုံးပွဲ TLPH နဲ့ AB Brand ဘာလိုအပ်ချက်တွေအများကြီးရှိနေသေးရဲ့လို့မြင်တယ်ဗျာ TLPH 2C ပါ OHAP ဒီပွဲစဉ်မှာလည်း Minions Savage တွေပြပြီးတော့ performance တွေပြအောင်ပါပါအဲ့တော့ MPID ဘက်ကတော့တွက်ကြည့်ကြတာပေါ့ EVOS နဲ့ Key Fan ဒီပွဲမှာကျွန်တော် Gifan ကိုတိတ်ပြီးတော့မကြိုက်ဘူး Evo ဆိုပိုကြိုက်အပဲရဲ့ performance တွေကိုဒီပွဲမှာထပ်ပြီးတော့မြင်ကျင်နေဗျာအဲ့တော့ကျွန်တော်2-0ပါ prediction ရတော့ဒုတိယပွဲအနေနဲ့ BDR နဲ့ BDR 2-1လောက်နဲ့သွားမယ်လို့ထင်နေပါတော့ line နဲ့ MN နဲ့အတွဲဖက်လေးတွေအလုတ်တွေအများကြီးဖြစ်လိမ့်မယ်ဗျနောက်ဆုံးတစ်ပွဲအနေနဲ့ RQ နဲ့ Onni ID ဗျာ Onni ID ကအများကြီးပူကောင်းတဲ့အတင်းဖြစ်တယ် RQ ရဲ့ကျွန်တော်လူငယ်ကြီးဖွဲ့စည်းထားတဲ့ရုံးဝါတစ်ခုလည်းကျွန်တော်မြင်တွေ့ရနိုင်တယ်ဗောနော် Onni ID 2-0ပါကျွန်တော် prediction ရတော့ဒီနေ့ဒူရီယာနေ့ပွဲစဉ်ကြီးရဲ့ prediction ရတော့တလောက်ပါပဲနောက်နေ့ British နေကြရင်ပြန်တွေ့ကြတာပေါ့